င်္ဂလာပါဗျာမင်္ဂလာပါမောင်လေးမင်္ဂလာကြပါမောင်လေးမင်္ဂလာပါအခုမင်္ဂလာပါတဲ့မင်္ဂလာပါကိုကျော်ထပ်ပိုင်စုဟိုင်းပါရှင့်လားဟိုင်းပါမင်္ဂလာပါကိုနေမင်္ဂလာပါမနက်ဖြန်ကျွန်တော်တို့တနင်္လာနေ့ပေါ့နော်မနက်ဖြန်အဖွင့်နေ့29ရက်6လ2025 အဲတနေ့လာနေပေါ့နော်ရောက်ပါပြီခေါင်းလေးတောက်ပါအောင်နဲ့တောက်ပါကိုကြီးရာဟိုင်းနဲ့ဟိုင်းပါမင်္ဂလာပါမောင်လေးမင်္ဂလာပါမအေးမင်္ဂလာရှိတော်ညာချမ်းလေးပါဟိုင်းပါကိုဝေဖြိုးတာရဲ့တရင်ကျအဖွဲဝင်တွေ့မဲဖောက်ပြီလားအဲကျွန်တော်အကြံမဲတော်မဖောက်ပါဘူးဒီတိုင်းလေးလှုပ်ပေးပါမယ် မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါတားရင်မင်္ဂလာပါမင်္ဂလာရှိတဲ့ညချမ်းပါကိုနေမင်္ဂလာပါမင်္ဂလာပါကိုနေမင်္ဂလာပါမင်္ဂလာပါဒါပေမဲ့ကိုကျွန်တော်ပေးထားတဲ့ပတ်သေးလေးကိုကိုစော့နော်တနင်္လာအင်္ဂါတွင်ဒီကထားဆော့အရန်ကောင်းတယ်သိလားအဲ့ဒီပတ်သေးကျွန်တော်ဒီဘက်မူရီဆိုင်၄ဆိုင်လောက်ပါတယ်ညိတာပေါ့နော်ပတ်သေးရတအားကောင်းတယ်မင်္ဂလာပါကိုနေလေးဖွင့်ပြထားပါတယ်ဟုတ်ကဲ့ပါမိုက်မင်္ဂလာပါမင်္ဂလာပါနော်မင်္ဂလာပါ မင်္ဂလာကုနေလေမင်္ဂလာပါနီလေမင်္ဂလာပါကိုကြီးမင်္ဂလာပါတာကုနေမင်္ဂလာပါအနီအဲ့ဒါပြန်ကျွန်တော်တို့ရောက်ချင်တဲ့ဒနေ့လာနေတော့ရောက်ပြီအဲ့တော့ဝမ်းချိန်လေးသွားမယ်ပေါ့နော်ဝမ်းချိန်လေးနဲ့မိန်ခွက်လေးနဲ့ပေါ့နော်ဟာဟာအခွင့်လှကြပဲဟုတ်ကဲ့ပါအဲကျွန်တော်တို့အဲကိုကိုဇာတို့ပတ်တည်းကိုကိုကိုလေးဆိုတော့နော်အဲဒနေ့လာအင်္ဂါတွင်းကိုအဓိကထားဆိုအရန်ကောင်းတယ် ခေါင်းနဲ့ချက်ကြုံနဲ့မြည်ပါကိုကိုတဲ့တောက်ပါကိုရာတရင်ကျွအတွက်အပိုင်းပဲဟုတ်ပါအဲတရင်ကျွကျွန်တော်ဒီဘက်ကဒီဟူးမကျော်လေးကိုအဓိကထားပြီးတော့ဆော့ပြာနော်တချို့အဲဟိုဟာလေးလေးဟိုရောင်ရောင်ဒီရောင်ရောင်နေမလုံနဲ့ပြာသိလားနော်တနခါမပေါဘူးနော်ဟုတ်တယ်ကျွန်တော်ဆွမ်းလာမှအဲရေချိုးပြီးတော့နော်ကမန်းကန်အကွာဖြစ်လိုက်တာနောက်ကျလိုက်ပါတနခါတော့လူချင်းမရလိုက်မင်္ဂလာပါတားရင်မင်္ဂလာပါဟိုင်းပါဟိုင်းပါမင်္ဂလာညီလေးလို့တပါလေဟုတ်ကဲ့ပါကိုကြီးမင်းလား ဘရိတ်ပဲတွဲဆွမယ်တာကုန်နေဘရိတ်လည်းကောင်းနေအနေတိလာအဲ့ဒီဘရိတ်ကကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းမစင်ထားဘူးဆိုတော့လေတော့ပူပြီးအားသာချက်တွေရှိတယ်လေအဲ့တော့အဲ့ဒီဘရိတ်ကလည်းအပတ်တိုင်းလူလိုထွက်နေတာပဲဟုတ်တယ်မလားအဲပတ်တိုင်းလူလိုထွက်တယ်တနင်္လာအင်္ဂါကိုထွက်များတာကျွန်တော်တို့ခု၄ပတ်၅ပတ်လောက်ရှိပြီတနင်္လာအင်္ဂါကိုပေါ့နော်ပြီးခဲ့တဲ့ဘက်ကနှစ်ခုန်ဘရိတ်ကအင်္ဂါနေ့ချတယ်ခုလာမဲ့ပဲလေဘယ်ချင်းချအောင်လဲမသိဘူးစိုးရင်စိုးသွားမယ်တတိထောင်းသိလားမင်္ဂလာပါမိုင်း မင်္ဂလာပါမင်္ဂလာပါကိုနေမင်္ဂလာပါအဲ့လားလေးကိုလည်းတိကစူဘူးသဘောမျိုးလေးနဲ့ပေါ့နော်အဲ့လားလေးစူဘူးသဘောမျိုးလေးနဲ့ဆော့ထွက်ပါတယ်ပတ်စင်ထွက်နေတယ်ပရိတ်ဆိုတော့နိကိုရေးတဲ့စားပြီးပြီလားခင်ဗျားမစားသေးပါဘူးကြာဆော့နှမရေမှုချုပ်ပြီးလိုက်လွန်မင်္ဂလာပါကိုမင်္ဂလာပါမင်္ဂလာပါကိုနေရတယ်မင်္ဂလာပါကိုဆော့ဆော့မင်္ဂလာပါကိုနေမင်္ဂလာပါတားလိမင်္ဂလာပါအနိမင်္ဂလာပါနော်ဝမ်ချင်းလေးတော်တော်မာတယ်ဗျာဝမ်ချင်းလေးလေအဲ့ဒီဝမ်ချင်းလေးကို main ွက်လေးနဲ့ဝင်ပုံမဲကြည့်ရမှာ ပြီးခဲ့တဲ့ဘက်ကတော့10ဈေးမှာကျွန်တော်နေတိုက်တွေ8ဈေးလောက်ဝင်ပါတယ်ဒီဘက်10ဈေးမှာနေတိုက်တွေကျွန်တော်အောက်ထစ်ကတော့9ဈေး6ဈေးတော့မှန်အောင်ပေးမယ်ပေါ့နော်အဲဝမ်းကျင်းနေဆိုတော့လေကန်ကောင်းရင်တော့ပြီးခဲ့တဲ့ဘက်ကလို8ဈေးလုံးလည်းမှန်နိုင်ပါတယ်ဘယ်လိုဖန်တော့မှန်မှာဝမ်းကျင်းရတစ်ခုတော့ဆင်းနေမှာအောက်ကပါလေကိုနေနေဟုတ်ကဲ့ပါကိုနေရတဲ့9လရင်69ငါဒါပဲထိုးတယ်ဟာလာကောင်းတယ်ကိုကောင်းတယ်9ကမနေ့ဖြန်တော့လာနိုင်တယ် မင်္ဂလာရမကွနေမင်္ဂလာပါမာကြီးဖွင့်ဘယ်လိုလဲတားရဖွင့်ရကျွန်တော်ဒီဘက်ပြီးသွားပြီအနေဒီနေ့ညတော့ဝင်လို့မရတော့ဘူးကျွန်တော်အဲသွားပြီပါနော်အဲတတ်မှတ်ထားတဲ့လူကြီးထဲနဲ့များသွားလို့ဖြီးခဲ့ဘက်ကဆယ်ချင်မှာရှစ်ချီပတ်ပါတယ်တဲ့ဟုတ်ကဲ့ပါဒီဒီဘက်လည်းကျွန်တော်အဲ့လိုအကောင်းဆုံးမတော့ကြိုးစားပြီးပါမယ်အဲဆယ်စင်းမှာတော့နေတိုက်တွေအောက်ထစ်ကတော့90 60 90 90ဝင်းအောင်ကျွန်တော်မှန်အောင်ပြပါမယ်တိလိုက်ဒီကတော့ဝမ်းချင်းလေးတွေပေါ့နော်ဝမ်းချင်းလေးတွေကျွန်တော်မှန်အောင်ပြမယ်ဆိုတော့နေတက်ကတော့ဝင်းနေပါပဲအဲကံကောင်းရင် main ွက်တွေပါဝင်မယ် ူသမားနဲ့ဖွဲ့မရှင်နဲ့ဘယ်လိုဝင်ရမလဲဟုတ်ကဲ့ပါကြည့်ဖြစ်သွားနှစ်ပတ်ရှိနေပြီတော့ရမောင်လေးဟုတ်ကဲ့ပါဒီနေ့ပဲဆိုတော့ဘယ်မှမတော့ပါဘူးဗျာကျွန်တော်အညနေမှာအဲ9နာရီ6နာရီလောက်မှရေမှုချိုးပြီးတော့လိုက်စားတာပေါ့နော်ပြည့်ရစုနဲ့ပြပါစေပြောင်းနေလားကိုကအင်္ဂါမကြုပ်ဘူးကိုကျွန်တော်တွင်နေရပါကိုကောင်းတယ်မနေ့ပြန်လဲစဉ်းသွားနိုင်တယ်ကျွန်တော်ဝမ်းကြီးနေမှာလဲကိုပါတယ်လူတော်လေးပါတယ်ဟုတ်ကဲ့ပါအဲ့လားလေးတွေအဓိကထားပြီးစောက်ပါနော် အဲကျွန်တော်ပေးတဲ့အဲ့ဒီဇာရုပတ်တီလေးနဲ့အဲ့ဒီဟာလေးပေါ့နော်အဲ့ဒီဟာလေးအဓိကနံပါတ်1ရေးကြီးတယ်ဗျာသိလားနော်အဲ့ဒါလေးကိုအဓိကထားပြီးဆိုတိတ်ဟိုရောင်ရောင်ဒီရောင်မလုံးနဲ့ဗျာနော်အဲတပင်းဟာဒီကိုတားကြီးမလုံးနဲ့တင်ရမှာဒီတစ်ခုပေါ့နော်ကျွန်တော်ပတ်စင်ကြာတင်ပေးနေတယ်ပတ်တီတွေရောဘရိတ်တွေရောဒီဟာပဲထိုင်စော့နေကျွန်တော်ဘောဓူးမကျော်ဘူးပြီးသွားပြီအေးဆေးပဲဟုတ်တယ်မလားကြာသာပေးတောက်ကြတယ်ရောက်တော့မှအသေးတန်ကြီးမစော့နဲ့သိလားအဲ့ဒီရက်တွေကတိတဲ့တိုင်းပဲမကောင်းဘူးစော့လို့ရလေလေမြောက်သေးပါနဲ့ဟုတ်ကဲ့ပါ ကျွန်တော်ပို့တော့ပို့ထားပါတယ်ဗိုက်ဘာမှာလေးတော်တော်များများတော့ရောက်နေပါပဲမရောက်သေးရင်ကျွန်တော်ပြန်ပြီးဟိုင်းကြည့်ပါနော်ခုနေ့ဘရိတ်ပါတွေ့ဆောင်မယ်ကောင်းတယ်ကွေဘရိတ်ကလည်းထွက်နေတဲ့ဘရိတ်ဆိုတော့လေကျွန်တော်ဆုတ်စီကျင်ပါတယ်ပြီးခဲ့တဲ့ဘက်ကလည်းဘရိတ်တွေကတော်တော်များပျောက်ထားတာဆိုတော့အဲ့ဒီဘရိတ်ကလည်းပါတာဆိုတော့လေအဲ့ဒီဘရိတ်လေးပါတွဲဆိုလို့ရတယ်ပါနော်ခက်မသိရင်ပတ်တီးနဲ့တော့တွဲပြီးတော့ဆင်းသွားနိုင်တယ်ဘရိတ်ကလေအဲ့ကျွန်တော်ဇာတ်လို့ပတ်တီးနေပါနော်အဲ့လိုတွဲဆင်းတာလေးလည်းရှိတယ်ပတ်တီးရလေဟုတ်ပြီးခဲ့တဲ့ပတ်တော်မဟုတ်ပြီးခဲ့တဲ့ဘက်ကဆိုရင် ကျွန်တော်ပတ်သီးနဲ့အဲ့လို dressing လာရှိတယ်ပေါ့နော်ပေးထားတဲ့ပတ်သီးလို့တော့ easy ဆော့ဗျာကျွန်တော်ပေးထားတဲ့ပတ်သီးလေးကိုလေအဲ့ဒီပတ်သီးကကျွန်တော်ပြောပြမယ် size 5 size လောက်သွားပြီးညှိတယ်တိလားဒီပတ်လေးအဲ့ဒီပတ်သီးကလေတစ်ဆိုင်ကကြတော့ volume မကြုပ်ဘူးတဲ့တစ်ဆိုင်ကအင်္ဂါမကြုပ်ဘူးတဲ့နောက်တစ်ဆိုင်ကကြတော့တင်းနှင်းလာတယ်အတိုင်းဖြစ်နေတာတိလားဒါပေမဲ့ကျွန်တော်ခတ်တာက1ချင်းနဲ့မှာတော့မပါပါဘူး ်တက်တက်ပေါ့နော်အဲ့လားတက်တက်လေးထားလာလားနှုတ်မပြောသောစကားနှမရေလည်းကလည်းအောင်လို့ရပါတယ်ဘူးဒီပေးတဲ့ဆုနဲ့ပြပါစေအနေရမင်္ဂလာပါမောင်လေးမင်္ဂလာပါကိုကောင်းရှင်လိုက်ခေါ်တာ90ကိုငါကိုကောင်းကောင်းတယ်ကိုကျွန်တော်လည်းကြိုက်အဲ90ကိုငါတော့ကိုခုံတော့ကောင်းတယ်ဘယ်မှန်ကျွန်တော်ကိုကောင်းကြိုက်ကိုတစ်ပဲကိုကောင်းတယ်ကိုဟိုက်တယ်ကောင်းတယ်ကောင်းတယ်လာနိုင်ပါ့မယ်ဟိုက်တယ်ဟိုက်ပါအဲ့လားလေပတိလေးကိုအဓိကထားပြီးဆော့เนาะကျွန်တော်နေတိုက်တွေရလဲကိုဆော့ခြင်းကျွန်တော်ဒီမှာပေးတဲ့ မင်းကွက်လေးထည့်ဆော်ပါတော့အဲမင်းကွက်လေးကိုတိုင်းဝင်နိုင်ကျွန်တော်ဒီနေ့တိုင်းမင်းကွက်လေးလည်းထည့်ဆော်လို့ရတယ်ပါတော့ကျွန်တော်တို့ဇာရုပ်ပတ်ဒီတချောင်းနဲ့ဆော့စေချင်တာကျွန်တော်လည်းအဲ့ဒီတချောင်းပဲဆော့ပါဗျာသိလားအဲပရိတ်တော်ကျွန်တော်လွတ်တာပရိတ်ကျွန်တော်မဆော့ဖြစ်ဘူးခုပြီးခဲ့တဲ့ဘက်ကလည်းဆော့ဖြစ်ဘူးပရိတ်တော်တင်တာတင်ပြီးနေမဆော့ဖြစ်ဘူးကျွန်တော်အဲ့ဒီထဲမှာထည့်မဲ့ငွေမောက်ကိုဒီပတ်သီးလေးပဲတစ်မျိုးလေးပဲကျွန်တော်ကိုင်းနေတာဆိုတော့လေတက်တက်လေးကနန်းနေပူပေးပါဟုတ်ကဲ့ပါနောက်ကျတော့ပြပြီးတော့ပြလိုက်မောင်လေးမပြီးရသေးဘူးမိုင်ကျွန်တော်ခုမှလိုက်စားတာမင်္ဂလာပါတာမင်္ဂလာပါမင်္ဂလာပါ အဲ့ဒါလေးပေါ့နော်ကျွန်တော်အဲ့လိုမျိုးဒီတလုံးနဲ့ကိုတီတီမီမီအဲ့လိုမျိုးလှုပ်ချင်တာအဲ့တော့ဒါလေးကိုလှုပ်မယ်ဗျပြီးရင်တနင်္လာအင်္ဂါထွက်သွားရင်ကျွန်တော်နောက်တစ်လုံးထပ်ထုတ်ပေးဦးမှာနော်စိတ်ချအဲ့1000နဲ့ဝင်ထားတာတန်အောင်တော့ကျွန်တော်လုပ်ပြီးမှာပါသိလားနော်အဲ့1000နဲ့အပြတ်ထောင်းမယ်မင်္ဂလာပါအခု main ကနေ break ပဲဆော့မယ်ကောင်းတယ်ကွေအ break ကလည်းကျွန်တော်တို့ပတ်စင်ထွက်နေတယ် break ပြာနော်အဲ့တော့ဆော့ပြောပါတယ်အချိန်50 60လောက်မှတစ်ချိန်နှစ်ချိန်နဲ့ပြတ်ဘူးလားဆိုတော့လေ break ကလေးကလည်းကျွန်တော်တို့ဆော့တင်တယ်လို့ထင်တဲ့ break လေးပါပဲ ကျွန်တော်ကဟိုအဲ့ဒီဘိုင်းမှာမထည့်တော့မလဲဒီပတ်သီးဘိုင်းကြီးသိရမလားအဲ့လိုမျိုးခွဲမစော်ကျင်တာလည်းပေါ့နော်နှစ်ခုကြီးကြတော့လည်းကျွန်တော်ဝင်မော့ကမနိုင်ဘူးပဲသိလားအဲတခုတည်းပဲအဲ့လိုမျိုးဆိုတော့လေတခုတည်းလောက်တော့အမှန်စင် break ပဲတွဲဆိုလို့မိုက်တယ် break တွေကလည်းထွက်နေတယ်ဆိုတော့လင်းငါဘက်လောက်ရှိပြီတနင်္လာအင်ကာလည်းခြားတယ်ဟုတ်၃၄ဘက်ကတနင်္လာခြားတယ်ပြီးခဲ့တဲ့ပရနစ်ခွန် break ကအင်ကာနေ့မှာခြားတယ်အဲ့လိုပေါ့နော်ပြည်ကြီးကပလုံးလေးပြပါတဲ့ဒီလိုပဲကျွန်တော်မပြောက်ပသီးလို့ရှိရပြန်သေးတယ် လွန်ဖြန်ကိုကြီးမှလည်းကိုနဲ့ပဲကတ်မယ်ပေါက်ပြီးတဲ့ကိုကကြီးထဲမှာပါတယ်တဆင်းကိုရဲ့ break ကတင်းလာမကျော်ဘူးယုံနေဟုတ်တယ်တင်းလာအင်ကတတိထားပဲတိလာအဲအဲ့ဒီ break ကလည်းပြီးခဲ့တဲ့ဘက်ကလည်းမစင်ထားဘူးပြီးခဲ့တဲ့ဘက်ကမစင်ဘူးဆိုတော့ break ကပြီးခဲ့တဲ့ဘက်ကတော့လေးလုံးနဲ့နဲ့တပလုံးပြီးသွားတာဗောနော်အဲဒီလေး break တွေခွန် break တွေကို break နေပဲဟိုကဖြစ်သွားတာတပလုံးเนาะ6 break တစ်ချိန်ပဲစင်သွားတယ် ဘရိတ်အထက်တွေများတာဗောနော်ဘရိတ်၄လုံးနဲ့တစ်ပတ်လုံးပြီးသွားတာဆိုတော့ဘရိတ်၆လုံးပြီးကျန်တာဆိုတော့လာမှာပဲဘရိတ်တွေဒီပတ်တော့လေဖွင့်ဝင်ထားပါတယ်ဟုတ်ကဲ့ပါကွေအဲကျွန်တော်ပြထားတဲ့ပတ်သီးလို့ဆော့နော်အေးလူလူဆော့သိလားအဲ့ဒီဘာမှမမပူနဲ့တင်းလာအင်ကောင်ဒီကထားဆော့ကျွန်တော်နေတဲ့နေရာမှာဝမ်းချင်းနေမှာပါတီဖြစ်ဖြစ်မပါတီဖြစ်ဖြစ်အဲ့လားလေးကိုထည့်ဆော့နော်အဲကိုကကိုအဲ့လားလေးကိုပုံမှန်လေးပေါ့အကိုတင်းလာနေမနဲ့9000ဆို9000အဲ့လားလေးပုံမှန်လေးထည့်ဆော့တင်းလာအင်ကောင်ကြီးထွက်ဆော့အဲ့လားထွက်ပြီးသွားရင်နားတော့ဗျာသိလားဘိုရူးနေတီကိုကျွန်တော်တို့ဒီစားလို့ပတ်သီးတစ်လုံးနှလုံးပေါ့နော် ဲ့လိုတွေရနေပြီဆိုနားတော့ကြာတိုင်းဝေးတော့ဆိုကျွန်တော်မစော့စီခြင်းဘူးပြတိလားတော်ကြနိုင်ရတဲ့ဟာပြန်ပါမှဆုလို့ပါကျွန်တော်ပြီးခဲ့တဲ့ဘက်ကဆော့ထားကြတောက်ကြနေပြန်အောင်ပါသွားသေးတယ်အဲ့လိုမျိုးပေါ့နော်မနေနိုင်တာဗျအမှန်ဆိုနားတင်နေရတယ်ပုံပုံဒီတစ်ပဲဆော့အဲဟုတ်ကဲ့ပါကျွန်တော်လည်းအကောင်းဆုံးစူးစမ်းပေးပါတယ်နေတိုက်တရားစာလေးဟုတ်တယ်မလားပြီးခဲ့တဲ့ဘက်ဆိုလည်းဗျတော်တော်များများကျွန်တော်အပတ်တိုင်းလူတို့ဝင်လာတော့များတယ်ဗျတိလားအဲအကောင်းဆုံးစူးစမ်းပေးတာဆိုတော့လေအခုဒီဘက်ကငါးတုံညာခွန်မွေးလိုက်မယ်ကောင်းတယ်ကွကောင်းတယ်အကနန်းနေလဲ ခုနေမင်္ဂလာမဖွင့်မှာလည်းမလာမင်းဟုတ်ကဲ့ပါကောင်းတယ်အတိုင်းကြီးဆော့ပေါ့နော်အကူငွေတိုင်းနဲ့ဆိုရင်ပရိတ်လေးနဲ့တွဲဆော့ပရိတ်လေးကိုလည်းစူးသဘောမျိုးနဲ့ဆော့လို့လည်းကောင်းတယ်ဗျာသိလား1000 1000 1000 3000စူးဘူးကတော့တိုင်းလာအင်ကာတိုင်းကွဲနေတာပဲစူးတော့မစူးပါဘူးပရိတ်ကလည်းမပြောက်ပရိတ်တာပြောတာတနင်္လာအင်ကာပုံတစ်ခုမကျော်တာဟုတ်ထွက်တာများတယ်ပရိတ်ပါကိုသိမ်းမင်းသားလေးပါဟုတ်ကဲ့ပါ ဒါဆိုရှင်းလာပြီကျွန်တော်ပါစီးတော့ကဲပါကျွန်တော်ပတ္တိယာဒီ light ထဲမှာပေါ့နော်နေတိုက်တွေထဲမှာပါပါမပါပါကိုယ့်ကိုစွန့်တော့တိလားအဲ့ဒါမဆိုင်ဘူးတက်တက်စီပေါ့နော်အဲကျွန်တော်နေတိုက်ဝမ်းချင်းရတက်တက်တစ်ဆိုက်စီသွားတာဆိုတော့အဲအဲထဲမှာပိုင်ရင်ကျွန်တော်ထည့်တယ်ပေါ့မပိုင်တော့တက်တက်ပေါ့နော်တနည်းနှစ်ဈေးထွက်တာလေမနဲ့ညဆိုတော့ကျွန်တော်ဝမ်းချင်းရတစ်ဈေးပဲဆင်းပါကျွန်တော်တစ်ဈေးကအဇာရုပတိဆင်းသွားနိုင်တယ်လေအဲ့လားကြောင့်အဲ့လိုတီးတန့်လေးဇာရုလေးစော့တနည်းလာနေမနဲ့ပိုင်းထွက်သွားလို့လေမပူနဲ့ကျွန်တော်တော့ဒုံထုတ်ပေးဦးမှာမယ်နော်အဲအဓိက ဘိုရူးနေတီကိုနှလုံးလောက်ရပြီဆိုတော့ကျွန်တော်တာဝန်ကျေပါပြီအဲတောက်ကြကြာသာပေးတောက်ကြတော့အမြင့်ကျန်ပတ်သီးတော့လမ်းစဉ်မထုတ်ရဲဘူးပြာကျွန်တော်ကြောက်တယ်မင်္ဂလာပါကိုနေတဲ့တင်းနစ်ခွန်အထီးတဲ့ကောင်းတယ်ကိုတင်းနစ်ခွန်အထီးကောင်းပါတယ်ကျွန်တော်မနေ့ကကြီးရောရှိရပြာတိလားနှစ်လေးခွန်ကြီးတွေလည်းရှိပါတယ်အဲ168ကြီးလည်းရှိတယ်ကိုရေတိလားကောင်းပါတယ်အကအဲ့ဒီကိုနေမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါတန်းနေမင်္ဂလာပါဖွဲ့ရမှာဟုတ်ကဲ့ပါမိုင်းအဲကွကွလေးကိုစောနော်ကျွန်တော်ဒီမှာနေတဲ့ထဲမှာပပပပတချို့အကြတော့လေ နေတဲ့ထဲမှာအဲကျွန်တော်ကဇာတ်လို့ပတ်ပြီးမထည့်ဘူးဆိုလို့ရှိရင်အာမကောင်းဘူးလားမေးတာတိလားတကယ်တော့အာကောင်းတယ်သူ့အနေနဲ့သူပဲပြီးခဲ့တဲ့ဘက်ကဆိုရင်ကျွန်တော်ခွန်ပတ်သီးရတာပြီးခဲ့တဲ့ဘက်ကလေခွန်ပူးထွက်တာကျွန်တော်နေတဲ့ထဲမှာခွန်မပါဘူးထင်တဲ့နေတဲ့ဝမ်းချင်ရတက်တက်လာပါလားပါလားတော့မှတ်တော့မမေးဘူးတော့ခွန်ကဆင်းသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့မစီမဆိုင်ဘူးပြန်လာအခုကြည့်ကိုလေးချောင်းသုံးဟိုလေးခုနှစ်ပါကျွန်တော်တည်နေရဟုတ်တယ်ကိုအဲ့ဒီကတခုပေါ့နောက်ထပ်ပါလားနောက်ထပ်နော်ဟုတ်ပြီကဲ ပြီလားတဲ့ဘာလို့လဲဗျနေ့တိုင်းနေ့တိုင်းအခုမှပြေးမှာစင်ရစင်ဘာပြုံးနေလဲမခွေချဘူးဟုတ်ကဲ့ပါနေ့တိုင်းလည်းကျွန်တော်အကောင်းဆုံးကြိုးစားပေးပါရနော်အဲအပတ်စဉ်လည်းထွက်နေတဲ့ brake လေးလေးတင်ပေးတယ် brake ကလည်းဖောင်းလို့ပါနော်ကျွန်တော်ဖောက်သွားတယ်ဘာညာပြီးကမတော်မဆပေါ့အဲ့လိုဆိုတော့ကျွန်တော်ပတ်သီးလေးပါပြီးတော့တင်ပေးပါတယ်ဒီလားအခုက brake ကလက်ရှိကအကောင်းနေတယ်ပေါ့ဗျာအပတ်စဉ်လည်းထွက်နေတဲ့ brake ဆိုတော့ဒီဘက်ကလည်းဒီ brake ရတော့ဒီ brake တင်ပေးတာပေါ့နော်အဲ့ဒီ brake ကကျွန်တော်ဖွဲ့ဝင်ဒီမှာလိုက်ပြီးကစားတယ်ဗျာတချို့လက်ကြီးသမားတွေကငွေနိုင်တော့လေ ဲ braid ရောပတ်သီးရောသူကကင်တာသိလားအဲ့လိုတော့မဟုတ်ပါဘူးတပင်းဟာကြီးလဲပါသီးတယ်သိလားပြီးရတဲ့ဘက်ကကျွန်တော်အဖွဲ့ပင်မဲအဲ့ဒါကိုးပတ်သီးတွေပါပတ်သီးတယ်ကိုးတော့ကျွန်တော်မပေးဘူးပြသူဘယ်ရရလာတည်ဘူးသိလားဘာဘာပြောနေရလဲလေဘာမှမပြောပါဘူးဗျာဖွင့်နေမှကျော်နေလေဟုတ်ကဲ့ကိုမင်္ဂလာပါသားရေလို့ကြားမှာပါစီဟုတ်ကဲ့ပါပတ်သီးမြောက်သေးဘူးကိုနေရပို့တော့ပို့ပေးနေတယ်အနေမင်္ဂလာပါမောင်လေးမင်္ဂလာပါ ဘာမှမပြောပါဘူးဗျာမင်္ဂလာကုန်းနေစပြီလားမစသေးပါဘူးဗျာတုံညာပဲတကိုးကြိုက်တယ်ကောင်းနေတကိုးလို့ပါဦးလေလေမနေ့ကကောင်းနေတည်လားမနေ့ပဲကျွန်တော်က6လေး6အထိဗျာမနေ့ပြန်လေး6လေး6အထိလူဟောပါခန္ဒီလားကျွန်တော်မရတော့ဘူးမကြီးကျွန်တော်ခုကနည်းနည်းလူကြီးကများနေလို့လေလူကြီးများရင်ကျွန်တော်ကြောက်တယ်ဗျာတည်လားအဲ့လားကျွန်တော်အဓိက ဟိုတချို့တွေဆိုရင်တော့လက်တင်ခံမဟုတ်ဘူးလားတင်းလာနေတဲ့လက်တင်ခံခံမှာကျွန်တော်မှန်ဆိုရင်ဒါတင်းစနေတင်းခွင်လေးပါဒီချိန်လေးလက်တင်ခံလို့ရတယ်နည်းလူဦးရေများလို့နောက်ဘက်မှာဝင်ဝင်တော့ဒေါင်းခွင်လည်း9တုံညကျွန်တော်ပေးထားတဲ့ပရိသေးဆော့ပြသိလားအဲကြာသာပေးတောက်ကြမှာကျွန်တော်ဖန်းခေါ်လိုက်ရင်နည်းနည်းအချိန်ညလူကများတယ်ပြသိလားများတော့ကျွန်တော်ကကြောက်တယ်ဒါပုံမလင်းပြပြတာဗျာသိလားလူဦးရေများရင်တော့ကြိုက်တာပေါ့ဗျာပတ်စံရတယ်ဗျာဒါပေမဲ့လည်းကိုယ်တိုင်ဆော့နေတဲ့သူစားတော့လေဟော့တာကြောက်တယ်ဗျာသိလား6ခွန်ကိုကြီး6လေး6 6လေး6အထိပါမနှက်ပြန် ကျွန်တော်တို့20ထဲမှာ9ရက်9လပိုင်2025 946အထိတော်တယ်နေမှာကူပေးလို့နဲ့လေးချသွားတာဟုတ်ပါကူပေးမလို့နဲ့လေးချသွားတာเนาะကူပါဝါရိုက်သွားတာပေါ့946အထိမနှက်ပြန်အထိမှာအထိမှာတလုံးအထိမှာ946ကြီးတွေကဘလောက်မာလဲလို့မင်း946လို့ကြီးမျိုးတွေရတာ3ကြီးလောက်ရှိတယ် 6နဲ့6လို့ပြီးလို့ရတာ2ကီလောက်ရှိအဲ့ဒါကြောင့်ကျွန်တော်6 6အထီးလာဒါပေမဲ့6နဲ့6နဲ့6နဲ့တလုံးတော့ထိတယ်မယ်သိလားကျွန်တော်အဲ့ဒီလက်ပတ်တိပြန်ပြောပြမယ်တလုံးတော့ထိတယ်မယ်ကီးပေါ့နော်အဲ့ဒီကီးတွေရတဲ့ပြီးခဲ့တဲ့ဘက်ကတပွဲမှမပြတ်ဘူးဗျာအဲ့ဒါကီးလည်းမပြတ်ဘူးကျွန်တော်ပြီးခဲ့တဲ့ဘက်ကနေတိုင်ဝမ်းချင်းပေါ့နော်တနေ့စားပေါ့အဲ့လိုနေတိုင်ဝမ်းချင်းကြီးလည်းတရမှမပြတ်ဘူးအမနဲ့ထွက်ပြီးသွားလို့ညနေတင်းနဲ့ဝမ်းချင်းတော့ပြန်ပြတ်မယ်ပေါ့နော်တနေ့စားဝမ်းချင်းအမနဲ့ညတနေ့စားဝမ်းချင်းပေါ့နော်မပြတ်သေးဘူးပြီးခဲ့တဲ့ဘက်တစ်ပတ်လုံးမှန်တယ်ဝမ်းချင်းနဲ့တစ်ပတ်လုံးမှန်တယ် ဟိုစက်ကဲမြူပါချောက်6ခွန်ကူကြီးတယ်ကောင်းတယ်ကိုဟိုင်းနဲ့96အထိပေါ့နော်မလည်းပြန်9ရယ်4ရယ်6ရယ်အဲအထိကြီးအဲကိုယ်မလေးကြိုက်တဲ့အချိန်ကြီးနဲ့ရှိရင်လည်းကတ်ထိုးလို့ရတယ်ဒီလား96ကတလုံးတော့ထိလိမ့်မယ်နော်အဲ့ဒါကိုရတဲ့ဟာလေးနဲ့ကိုကတ်ထိုး9ရယ်4ရယ်6ရယ်အထိ96ရယ်9လပိုင်းကျွန်တော်တနေ့စာနော်အဲမနေ့တော့မဟုတ်ညပေါ့နော်အဲ့ဒါလေးလည်းမှတ်ထားပါတနေ့လာနေမနေ့တော့မဟုတ်ညအဲတလုံးတော့ထိလိမ့်မယ်တင်လား ကိုလေးချောင်းနှစ်ခွန်ကတည်းကကချင်နဲ့ကတ်လို့ရတယ်ကကောင်းတယ်တေးလားအဲကျွန်တော်လဲကျွန်တော်ကြိုက်တဲ့ main ွက်လေးရှိရပြအဲ့ဒီ main ွက်လေးထိုးပြမနက်ခါကောင်းတယ်သိလားကိုရဲ့6ကိုရဲ့၄ကိုနဲ့ကံကောင်းတယ်ကိုရင်၄ဘူးကိုဘူးထိုးပေါ့အကွေရဲ့ပြောပြအောင်နဲ့ဘာလဲကိုရဲ့ကိုစီတူကိုလေး6ကီးပေါ့နော်ကိုလေး6ကီးကိုလေး6ကီးကိုအဲ့ဒီက1 chain နေနေဆိုရင်၄ကို1 chain ၄ကိုပတ်တည်ပါမနက်ဖြန်ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့ မနဲ့ညမနဲ့ညပေါ့နော်တဏီကုံစာလို့မပြောတဏီကုံစာပြောရင်လက်ကြီးမကောင်းသေးလားတိတ်နဲ့နမိတ်နဲ့စင်မပြေဘူးမနဲ့ညတနင်းလာနေ့မနဲ့ညကိုလေးဝမ်းချင်းကိုလေးပတ်တီပတ်တီရကိုနေ့ကိုခွန်ကြိုက်လာတာကြိုက်တယ်ရဲ့အရင်ကောင်းအောင်ထိုးလို့ရအဲလေးကိုဝမ်းချင်းလေးကိုပတ်တီပါမနဲ့ပြန်ကျွန်တော်တို့တနင်းလာနေ့အဖွင့်နေ့ပေါ့နော်မနဲ့ညလေးနဲ့ကိုနဲ့ပတ်တီတလုံးတော်ဆိုင်ပဲလေးကိုဝမ်းချင်းလေးကိုပတ်တီပါ လေးကိုဝန်းချင်းလေးကိုပတိ29ရက်6လ2025တနင်္လာနေ့အဖွင့်နေ့မနက်ည၄သုံးမဟုတ်6 6တော့မဟုတ်၄ပြီးခဲ့တဲ့ဘက်ကပျောက်နေတဲ့ကိုယ်မြဲဆင်းချလာမလားဒါမှမဟုတ်၄မြဲဆင်းလာမလားတော့မပြောတတ်ပေမဲ့လေးကိုဝန်းချင်းလေးကိုပတိပါ၄ပိုင်ရတဲ့၄ပိုင်ရရင်ကလေးတုံးနဲ့ပတ်ချထလိုက်နော်ဒါမဲ့လဲကိုယ်လည်းကောင်းတယ်ဗျာတိလားကိုယ်လည်းကောင်းတယ်6တိကိုကြီးပါရှိတော့လေကိုယ်လည်းကောင်းတယ်တိလား ကူကူငါလေး break ရှိတယ်မောင်လေးတော့ကောင်းနေပါတယ်ထိုးကိုလေးလျှောက်အထိကိုလေးဝိုင်းချင်းကိုလေးပတ်သေးပါเนาะအလားမနဲ့ညာကျွန်တော်တို့ဒီကလေး6ဆိုတဲ့ကဏ္ဍထိသွားတယ်ကျွန်တော်တို့ကိုးနေလေးနဲ့စို့လို့ရတယ်ဗျအဲ့လားတော့မှတ်ထားပါသေးလား6ဆိုတဲ့ကဏ္ဍပေါ့เนาะဒီမဏ္ဍပိုင်းဥပမာ6လို့ဓာတ်ဆိုထိသွားတယ်ညနေ4နဲ့9နဲ့စို့လို့ရသေးတယ် तू ကကိုလေး6ထိတော့ထိပေါ့เนาะဒါပေမဲ့6ထိလေ तू က4နဲ့9နဲ့တာဝန်ကြည့်တော့ကြည့်တယ်ဗျဒါပေမဲ့ထိပြီးရမှာပဲ4နဲ့9နဲ့လေကျွန်တော်တသက်တစ်ဆိုက်ဆိုတော့လေအဲ4နဲ့9နဲ့လေ လာပေးရမယ်တစိုက်ရှိတယ်အဲ့ကြောင့်လေးကိုဝမ်းချင်းလေးကိုပတ်သီးမာတယ်ဗျပတ်လို့ရတယ်သိလားကျွန်တော်တို့မာရင်မာတယ်ပြောတာပဲအဲ့တော့ပတ်လို့ရတယ်ပေါ့နော်ပတ်သီးရလဲပတ်မှဆေးချရတာဆိုတော့လေမပတ်နိုင်တဲ့သူတွေကြတော့ကျွန်တော်ပေးရမင်းကွယ်တွေထိုးပေါ့နော်ဒါမှမဟုတ်လည်းကိုကြိုက်တဲ့ဟာလေးနဲ့လဲကျွန်တော်တို့ကိုလေးချောက်ကတ်ထိုးခြင်းနဲ့ကတ်လို့ရတယ်ဗျာနော်အဲကျွန်တော်ကိုးနဲ့ပတ်သက်လို့ရှင်ကြိုက်တဲ့မင်းကွယ်ကကိုးနဲ့ပတ်သက်ရင်ကိုးခွန်ကြိုက်တယ်ကိုးသုံးကြိုက်တယ်ကိုးငါးကြိုက်တယ်ကိုးရှစ်ကြိုက်တယ်ကျွန်တော်ဒီကနေ့နေကြိုက်တယ်ကိုးနဲ့ပတ်သက်ရင်လေ ိုကပြောရင်လည်းကိုပြေးချမယ်ထင်လို့ထိုးတာပပရလိုက်တယ်ကိုလည်းဝမ်းသာတယ်ကွေကျွန်တော်တောက်ချန်နေညနေကကျွန်တော်နှစ်လေးခွန်ကြီးကင်တာပြတိလားနှစ်ရဲ့လေးရဲ့ခွန်အထိကင်တယ်ကျွန်တော်လည်းပြောပါတယ်ကျွန်တော်ညနေလေးနိုင်ကောနှစ်လေးခွန်အထိထိုးလို့ကျွန်တော်အဲ့လောက်ကိုကျွန်တော်နှစ်ခွန်ဝမ်းချင်းကျွန်တော်သုံးတာမှန်ရင်လည်းပြလေးထိတ်တယ်တိလားလေးထိတ်တယ်ကကျွန်တော်တွေးတော့တွေးပါတယ်ကကြူးကကျွန်တော်ထွက်တော့မယ်သူတယ်ကျွန်တော်ပြန်ကြလေးသုံးကိုမြင်သွားတာခွန်ဘရိတ်ပေါ့နော်အဲခွန်ဘရိတ်ကလည်းနည်းနည်းမြူးနေလာဆိုတော့အပတ်ကလေပြန်ကြပြန်ကြပဲဒါပေမဲ့၄၅ပါ ကိုးနဲ့ပတ်သက်ရင်ကျွန်တော်ကိုးမပြန်ရေးပေးနော်ကိုးနဲ့ပတ်သက်ရင်ကိုးခွန်းကိုးသုံးကိုးငါကိုးရှစ်ကျွန်တော်အဲ့ဒီကဏန်းလေးတွေကြိုက်တယ်ဗျာကိုးနဲ့ပတ်သက်လို့ရှင်လေကျွန်တော်ဖွဲ့မယ်ပတ်တိရတဲ့ဒီကိုးလေးချောင်းနဲ့လဲတွဲပြီးတော့လဲဆင်းတတ်တယ်နော်အဲ့လားလေးလက်မှတ်ထားပါမင်္ဂလာပါမင်္ဂလာပါကိုခွန်ကိုတုံးကိုငါကိုရှစ်ပါကိုနဲ့ပတ်သက်လို့ရှင်နော်ပေးတာယူလာကိုထုတ်မယ်ကောင်းတယ်ကွေ့ ကိုကြိုက်တာလေးကိုကိုထိုးပေါ့နော်အဲကျွန်တော်ကိုကိုလေးရော6ကိုလေးကိုလေးဝမ်းကြီးရနှစ်ခုလုံးကြိုက်တယ်ဗျာဒီလားရွေးရတော့ခတ်တယ်ပေါ့နော်ကိုနဲ့ပတ်သက်လို့ရှိရင်ကိုခွန်ကိုသုံးကိုငါကိုရှစ်ပေါ့နော်ကျွန်တော်ဒီကန်နဲ့နေကျွန်တော်တင်ထိုးမယ်ဒီကန်နဲ့နေကျွန်တော်ကြိုက်တယ်ကျွန်တော်ကဒီကတော့ကျွန်တော်၄နဲ့ကိုနဲ့ပတ်ဖို့ဗျာကျွန်တော်မှကိုပတ်တီကိုပတ်ကမယ်ပတ်တီရှိရလေပတ်ကမယ်ပတ်တီရှိတော့ကျွန်တော်အဲ့ဒီပတ်တီပဲကျွန်တော်ပတ်မယ်အဲကျွန်တော်ဒီတည်းကကြိုက်တယ်၄နဲ့ကိုနဲ့လည်းကြိုက်တယ်ဗျာဘလုံးအကြဘူးကြိုက်တယ်ဒါပေမဲ့ကျွန်တော်မပတ်နိုင်ဘူးကြပတ်တီ၃လုံးဖြစ်နေမှာလေအဲ့တော့ဒီ ပေးထားတဲ့ရှစ်ကောပဲကျွန်တော်ထိုးရင်ထိုးမှာပေါ့နော်အဲမပတ်တော့ပတိသုံးလုံးမလို့မပတ်တာကိုကကိုကနဲ့ကိုပတ်မှာမလို့အဲ့တော့၄နဲ့ပတ်တဲ့ရင်ကျွန်တော်က၄0 40 48 41ကျွန်တော်အဲ့ဒီကဏ္ဍကြီးကြိုက်တယ်ဗျာသိလား prevalent break လက်လိုက်ကို break ကလည်းထွက်နေတာဆိုလို့လေပတ်တိုင်းလေ၄နဲ့ပတ်တဲ့ရင်၄0 40 48 41ကျွန်တော်အဲ့ဒီကဏ္ဍကြီးကြိုက်တယ်ဗျာ၄နဲ့ပတ်သက်လို့ရှိရင်လေ 49တို့40တို့48တို့41တို့ဒီကဏ္ဍလေးအရန်ကောင်းတယ်သိလားเนาะအဲ့ဒီကဏ္ဍလေးတင်ထုတ်ပါเนาะ၄နဲ့ပတ်သက်ရင်49 40 48 41တင်ထုတ်မယ်ဗျာအဲ့ဒီကဏ္ဍလေးနေကျွန်တော်ကြိုက်တယ်ဗျာသိလားเนาะအဲဟုတ်တယ်အဲ့ဒီကဏ္ဍလေးတင်ထုတ်မယ်မဟုတ်မှကျွန်တော်တို့41ချင်း41ပတ်သည်တကယ်လို့9နဲ့4နေရကျွန်တော်တို့မနက်ပိုင်းပေါ့เนาะ12နာရီမှတလုံးညဆိုရင်ကျွန်တော်အဲ12နာရီခွဲတော့မဟုတ်တနာရီပေါ့အဲ့ဒီကြားထဲမှာကျွန်တော်လိုက်ရှိတယ်ဗျာသိလား အဲတကယ်လို့အဲ6နဲ့4နဲ့မနက်ပိုင်းမထီဘူးဆိုညနေပိုင်းအထီသုံးတိလားအဲအဲ6လေးကိုကိုယ့်အကိုကြိုက်တာလေးနဲ့ပြီးထိုးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ပေးတဲ့ main shift ကိုလည်းပြန်ကစားလို့ရတယ်6နဲ့4နဲ့မနက်ပိုင်းမာတယ်ဗျတိလားကျွန်တော်တလုံးအကြလောက်မှန်းတယ်နှစ်ခုလုံးတော့အားကောင်းတယ်ဗောနော်မတိမတာလေးဆိုရင်တော့ကျွန်တော်လေးလေးကိုတော့မတိမတာလေးပိုးတော့ကြိုက်တယ်ဗျဒါပုံမလင်းပြပတ်တာကမတိမတာလေးပါမတိမတာလေးဗောနော်ကိုယ်လည်းကောင်းတယ်ဗျပျောက်နေတဲ့ကိုယ်ပြီးခဲ့တဲ့ဘက်ကလည်းပျောက်နေတဲ့ကနန်းနဲ့တင်းနှင်းလာနေကြီးကောက်ထွက်တာဆိုတော့လေ အပြတ်ကိုးပြောက်တာနော်လေးပြောက်တာမဟုတ်ဘူးလေးချိုင်းတာအပူတွေ့တည်တာကြီးအပူကတွေ့ပါတယ်ကိုပူကပြီးခဲ့တဲ့ဘက်ကကျွန်တော်တွေ့တာတနင်္လာနေ့အပူထွက်လို့ပေါ့နော်အပူလာဖို့ရှိတာဆိုတာဒီပဲလာနေတယ်ကိုအပူဆိုတဲ့ခဏကလीတနင်္လာလို့အင်္ကာတို့ကြာတာဘီတို့မှာအထွက်များတယ်ဗျအပူဆိုတဲ့ခဏအဲ့တော့လာနိုင်တယ်တနင်္လာအင်္ကာလာနိုင်တယ်ကိုထိုးကြိုက်တယ်အဲကျွန်တော်6လေး6အထိဆိုတော့6ပူတို့4ပူတို့6ပူတို့ထိုးခြင်းထိုးဖို့ကိုကြီးရနော်မနက်ခင်းတနင်္လာနေ့တနေ့ကုန်6နဲ့4နဲ့ပါတော့ကနန်ဦးစားပေးပြီးဆော့ပါ6 4 6ကိုအထီထိုးပါ စနေနာရီမှာ9:06ကိုကျွန်တော်လည်းအထီယူတယ်ဗျာဟိုတယ်လေးနဲ့ကတ်ချင်တယ်ကတ်လို့ရတယ်အဲ့လိုမျိုးလဲခဏခဏတွဲစင်းတယ်အဲကျွန်တော်ကီးနဲ့အဲ့ဒီဟိုတယ်စီနဲ့စနေနာရီမှာလည်းအညီစင်းတာလေးလည်းရှိတယ်အဲ့လိုလေးလဲတွဲထိုးပေါ့နော်အဲ့ဒီဟိုတယ်စီနဲ့ကတ်ထိုးရင်ထိုးဒါမှမဟုတ်ကျွန်တော်ပေးတဲ့ main ship quad ကလည်းကောင်းတယ်အဲ့ဒီခဏနဲ့ထိုးရင်ထိုးကျွန်တော်ကြိုက်တယ်အဲ့ဒါတေချာလေးထုတ်ထားတာ main quad လေးဆိုတော့လေနော်မနေ့ကအခွင့်လာမယ်ဗျာဝမ်းချင်းကတော့တလုံးစင်းပါကိုနဲ့လင်းနေရလေကျွန်တော် main ကွယ်လေးကျွန်တော်ပေးတဲ့ main ကွယ်ဝင်ဝင်ပဲစောင့်ကြည့်ရမှာသိလားเนาะအဲ့လိုမျိုးလေး အပူပဲထိုးမယ်အပူပဲထိုးမှာကောင်းတယ်ကိုထိုးကိုပူ၄ပူ၆ပူထိုးကောင်းတယ်ကိုလေး၆ကမားတယ်ဗျအဲကိုလေး၄၆ဆိုပြီးတော့ထွက်တောင်ထွက်သွားနိုင်တယ်ကို၆တို့ကောင်လည်းခွေသွားနိုင်တယ်နော်ဘာမိုင်မနေ့ကဖွင့်လာပါစေဗျာနော်ကျွန်တော်လည်း၁၂နှစ်မှာ main ခွက်နဲ့အောင်ပွဲခံမယ်ဖွင့်ပြီးပတိလေးပါဒီကိုလေး၆နဲ့တွဲဆင်းသွားပူကောင်းတာပါဘာမိုင်